မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးတော့ရှင်းပြပေးမှာကတော့စတ္ထမရန်တင်ချာတဲ့ကြောင့်အခန်း3 3တ္တမ4အပိုင်းကိန်းနှစ်ခုဤဇာလက်ရှာခြင်း3တ္တမ4တ္တမ7အပိုင်းကိန်းနှစ်ခုဤဇာလက်ဇာမျက်နှာ36မှာရှိပါတယ်ဟုတ်ပြီကြည့်အောင်နော်အပိုင်းကိန်းနှစ်ခုရဲ့ဇာလက်ကိုရှာမယ်ဒီတစ်ခါဆင်မတော့အပိုင်းကိန်းနှစ်ခုရဲ့ဇာလက်ကိုရှာပါမယ်တဲ့အပိုင်းကိန်းနှစ်ခုဤဇာလက် အပိုင်းကိန်းများနဲ့ပတ်သက်၍အစားကိုအောက်ပါအတိုင်းအတိတ်ပဲသတ်မှတ်နိုင်သည် A ဘိုင်း B ဆိုတဲ့အပိုင်းကိန်းနဲ့ C ဘိုင်း D ဆိုတဲ့အပိုင်းကိန်းကိုမျှောက်မယ်အဲ့လိုမျှောက်လိုက်လို့ B ဘိုင်း Q ရတယ်ဆိုရင်တဲ့ ဟုတ်ပြီနော်ပြန်ပြောမယ် a/b ဆိုတဲ့အပိုင်းကိန်းနဲ့ c/d ဆိုတဲ့အပိုင်းကိန်းနဲ့မြှောက်လိုက်တာဒီ p/q ဆိုတဲ့အပိုင်းကိန်းကိုရတယ်ဆိုရင် d မှာ c/d ဆိုတဲ့ gain ဟာတုံညနဲ့မညီပါဘူးဟုတ်ပြီနော်တကယ်လို့ဒါသူက0နဲ့ညီခဲ့မယ်ဆိုရင် a/b အမြောက်0 a/b into 0က0ပဲဖြစ်လာမယ်ဒါကြောင့်မလို့ဒီက c/d ဒီ not equal to 0 0နဲ့မမြင်ဘူး။ဟုတ်ပြီ။ဒီဟာကဘာအတိတ်ပဲဦးပြောပြတယ်လဲဆိုတော့ဒီမှာရှိတဲ့ C ဘိုင်းတီဒီက C ဘိုင်းတီကဒီဘက်ကိုလာပြီးတော့စားမယ်။အမြောက်တီဒီဘက်ကိုလာပြီးတော့အစားဖြစ်သွားပြီ။အဲ့ဒါအစား C ဘိုင်းတီအဲ့လိုမျိုးပြောင်းလိုက်တာဒီ A ဘိုင်း B နဲ့တူပါတယ်။ဒါတော့စမရေးပြပါမယ်နော်။ ဟုတ်ပြီဒီမှာကြည့်ကြည့်အောင် a by b into c by g က b by q ဖြစ်ပါတယ်တဲ့ဒါရှင်းလိုက်တာဒါဆိုရင်ဒီက c by g က not equal to 0တကယ်လို့ဒါ0နဲ့ညီသွားပြီဆိုလို့ရှိရင်ဒီဘက်ကအဖြေက0ရနေမှာပေါ့ဒါကြောင့်မလို့ဒီက c by d လေ not equal to 0ဖြစ်ပါတယ်ဒီက c by d ဆိုတော့ into c by d ကိုဆက်မလို့ဒီဘက်ကိုပို့တယ်ပို့ပြီးတော့မှအစားပြောင်းမယ် c by d လို့ရေးလိုက်မယ် ဟုတ်ပြီနော် p by q ပြီးတော့မှအစား c by d တို့ရေးလိုက်ခြင်းကဘာလို့ရလဲဆိုတော့ a by b ကိုရတယ်။ဒါကြောင့်မလို့ p by q divided by c by d သည် is equal to a by b နဲ့ညီသွားတယ်။ညာပြီနော် နောက်ထပ်ဆက်ကြည့်မယ် c/g က not equal to 0ဖြစ်ပြီးတော့မှခုနလိုပဲ p/q divided by c/d က a/b ဖြစ်မယ်ဆိုလို့ရှိရင် d ကဟာကဒီလိုဖြစ်လာမယ်ဆိုရင် d ကလည်းတွားပြီးတော့တူတူပဲဖြစ်ပါတယ်တဲ့ a/d into c/d က p/q နဲ့ညီပါတယ်တဲ့ဟုတ်ပြီနော် d က divided by c/d ကိုဒီဘက်ကိုပို့မယ်အမြောက်ပြောင်းဒီဘက်ကိုပို့မယ် c/d လို့ရေးမယ်အဲ့ဒါဆိုရင် p/q နဲ့ညီတယ်ဒါကြောင့်မလို့ a/b into c/d က is equal to p/q ဖြစ်ပါတယ် ယ်တဲ့ဒါရပြီနော်ဒီလိုဖြစ်ရင်ဒီလိုဖြစ်တယ်ဒီလိုဖြစ်ရင်ဒီလိုဖြစ်တယ်လို့ပြောချင်တာအဲ့လိုမျိုးပြောင်းပြီးတော့မှတက်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောပြထားတာဒါဆိုရင်ဥပမာအကြီးကဒါဆင်မကစာအုပ်ထဲမှာတွက်ပြလိုက်ပါမယ်ဟုတ်ပြီအဲ့တော့ခုနကကလေးတို့စာအုပ်ထဲမှာကြည့်ပြီးသွားပြီမေခွန်းဒီ35 by 6 divided by 5 by 6 e တန်ဖိုးကိုရှာမယ်တဲ့အဲ့ဒါရဲ့တန်ဖိုးကိုရှာမယ်ဆိုရင်ကျွန်တော်တို့ကသူ့ကိုစီလို့ထားလိုက်မယ်ဒီတစ်ခုလုံးကစီနဲ့ညီတယ်လို့ထားလိုက်မယ်စီက equal to 35 by 6 divided by 5 by 6ဒီတစ်ခုလုံးဒီဒါကို equation 1ပေါ့နော်ဒီ1ဟုတ်ချာပါအဲ့ဒါဥပမာလေးကအတိုင်းဆင်မလို့ရှင်းပါပါဟုတ်ပြီဒါကြောင့်မလို့ခုနကဒီမှာဆင်မလို့လေ့လာထားတဲ့အတိုင်းဆိုရင်ဒီကအမြောက်ကဒီဘက်ကိုပြောင်းပြီးတော့မှအစားပြောင်းမယ်ဒါဆိုရင် oh sorry ဒီကအစားကဒီဘက်ကိုအမြောက်ပြောင်းမယ်5 by 6 equal 35 by 6ဆိုရင်မှညသွားပြီ ဟုတ်ပြီအဲ့တော့ဆင်မတို့ကဘာလို့လိုချင်တယ်လဲဆိုတော့ဒီကစီရဲ့တန်ဖိုးလိုချင်တယ်စီရဲ့တန်ဖိုးလိုချင်တယ်သူတို့နှစ်ခုကိုရှင်းလိုက်လို့ရှိရင်စီရမယ်စီရဲ့တန်ဖိုးလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီက5 by 6ကိုဆင်မတို့ကမလိုချင်ဘူးဒီနေရာမှာ1ဖြစ်ချင်တယ်အဲ့တော့5 by 6ကို1ဖြစ်ချင်လို့ရှိရင်သူ့ကိုဘာနဲ့မြောက်ရင်1ဖြစ်တယ်လဲဆိုတော့6 by 5 5 by 6ရဲ့ land gain ဖြစ်တဲ့6 by 5နဲ့မြောက်လို့ရှိရင်ဆင်မတို့ဒီဘက်မှာ1ရမယ်ဟုတ်ပြီနော်အားကြောင့်မလို့နှစ်ဖက်စလုံးကို နှစ်ဖက်စလုံးကိုဈာက5/3เนาะဆီမမေးခွန်းရေးတာမှာသွားတယ်5/3အဲ့တော့ဆီမတို့ဒီ5/3ကို5/3ကိုပေါ့เนาะဖြောက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့3/5နဲ့မြောက်ပေးမယ်3/5နဲ့မြောက်ပေးမယ်အားကြောင့်မလို့နှစ်ဖက်စလုံးကို3/5နဲ့မြောက်တော့ 3 by 5နဲ့မြောက်မယ်အဲ့ဆိုရင်ဟုတ်ပြီ c into 5 by 3 into 3 by 5နောက်ပဲစလုံးကိုမြောက်ရပါမယ်ညီမြချင်းဖြစ်တဲ့အတွက်တစ်ဖက်ဘုံပဲမြောက်လို့မရပါဘူး35 by 6 into ဒီဘက်မှာ3 by 5နောက်ဖက်စလုံးမြောက်လိုက်ပြီနော် ဒီတော့3တလီ3 3တလီ3 5တလီ5 5တလီ5ဒါဆိုဝိုင်းရသွားပြီ။ဒါဆိုဒီဘက်မှာ C ပဲရှိတော့တယ်။ဒီဘက်ကရှင်းမယ်3တလီ3 3တလီ6 5တလီ5 5ခုနလီ35ဒီမှာဘယ်လောက်ရလဲဆိုတော့7 by 2ဆိုမှရတယ်။ဟုတ်ပြီ။ဒါဆိုရင်ဒီဘက်ကကိုရှင်းတာဘာတွေရလဲဆိုမှရေးကြည့်အောင် C into 1 equal 7 by 2ဆိုမှရတယ်။ဒါဆိုရင် C က7 by 2 ဂျူးဆိုရင်မရပြီဟုတ်ပြီအဲ့တော့ဒီ C က7 by 2ကိုညီမြချင်းတက်မှာစားထုံးမယ်ညီမြချင်း1အတွင်းအစားအတွင်းတော့လက်ဆောင်ထဲမှာရှိပြီးသားပါလို့အစာအသွင်းလိုက်မယ်ဒီကညီမချင်း1ဆံမတို့ထားထားတဲ့ညီမချင်း1က C C က7 by 2ရထားတယ်7 by 2 equal 35 by 6 divided by 5 by 3ဆိုမှာ ်ဟုတ်ပြီနော်အဲ့တော့ဒါကိုဆရာမတို့ဘယ်လိုပြောင်းရေးလို့ရလဲဆိုတော့35 by 6 divided by 5 by 3 d 7 by 2ဆိုပြီးတော့ရပါတယ်နားပြီနော်ဘယ်လိုရင်းရဒီလိုရင်းလည်းရတယ်ဒီလိုရင်းလည်းရတယ်ဟုတ်ပြီဒါဆိုရင်ဆရာမတို့ပြန်ကြည့်မယ်နော် အပိုင်းကိန်းတစ်ခု a by b a ၃ညနဲ့မတူသောအပိုင်းကိန်း c by d နဲ့စာရွေရမိစာလက်သည် အဲ့ဒီကစားရွေးရမယ့်ဆာလတ်ခုနစပုတ်စာကိုဆင်မပြန်ရှင်းပြပါမယ်အဲ့ဒီကဆာလတ်က A ဘိုင်း B R C ဘိုင်း D E လန်ကင် D ဘိုင်း C နဲ့မြောက်လျင်ရမိမြောက်လက်နဲ့အတူတူပင်ဖြစ်ပါသည်တဲ့ဒါဆိုရင် A ဘိုင်း B divided by C ဘိုင်း D ဆိုတာက A ဘိုင်း D into D ဘိုင်း C နဲ့တူပါတယ်ပြောချင်တာက A ဘိုင်း B အမြောက်ဒီအစားကိုအမြောက်ပြ C ဘိုင်း D ကို D ဘိုင်း C လို့ရှင်းတွေ့ရလန်ကင်ကိုရှင်းဟုတ်ပြီဒါကိုဆင်မတို့ခုနပုတ်စာမှာပြန်ပြီးတော့ကြည့်ကြည့်မယ် ဲ့တော့ခုနကမိကွန်စီမပြန်တစ်ချက်ကူလိုက်မယ်နော်35 by 6 divided by 5 by 3အဲ့လိုမျိုးဒါက a by b လို့တဘောထားမယ် divided by 2ပေးထားတဲ့အတိုင်း c by d လို့တွက်မယ်အဲ့လိုမျိုးစားရဲဆိုတာကတဲ့ a by b ကိုဒါကိုအမြောက်ပြောင်းပြီးတော့မှသူ့ရဲ့ land gain နဲ့မြောက်တာနဲ့တူတူပါပဲတဲ့ လန်ကင်းနဲ့မြောက်လိုက်လို့ရတဲ့အဖြစ်နဲ့တူတူပဲဒါဆိုရင်သူ့ကိုဆရာမတို့လန်ကြည့်ရအောင်ဒါဆိုရင်နားလည်သွားမှာပေါ့နော်35 by 6 into 2က3 by 5တို့လန်လိုက်တယ်5 by 3ကိုလန်လိုက်တော့3 by 5လန်ကင်းရဒီတော့သူ့ကိုရှင်းမယ်3တက်လီ3 3တက်လီ6 5တက်လီ5 5ခွနလီ35 7 by 2ဒါဆိုရင်ဆရာမတို့ခုနကတွက်လိုက်တဲ့ ဒီမှာပေါ့နော်မြမြချင်းတစ်ဖက်စလုံးကိုမြောက်တာတွေဘာတွေကိုမလှုပ်လှုပ်ရမလို့ပဲနဲ့တခါတယ်ဒီလိုမျိုးတက်လို့ရတယ်ဆိုတော့တွေ့သွားပြီ a by b divided by c by d ဆိုရသည် a by b into d by c နဲ့တူတယ်သူရဲ့ land gain နဲ့မြောက်တာနဲ့တူတူပဲ ိုင်းကင်းတစ်ခုကိုတခြားပိုင်းကင်းတစ်ခုနဲ့စားတယ်ဆိုရင်အဲ့ဒီကအပိုင်းကင်းတစ်ခုကိုတခြားအပိုင်းကင်းတစ်ခုရဲ့လန်ကင်းနဲ့မြောက်တာနဲ့အတူတူပဲဖြစ်ပါတယ်တဲ့ဒါဆွေးရပြီနော်ဒါဆိုဆရာမတို့ဒီနှစ်ခုဒီနည်းအတိုင်းပဲဂျန်နဲ့ချင်းခန်းတွေကိုဆက်ပြီးတော့တွက်လို့ရပါပြီအဲ့တော့ပုံစံထွက်တဲ့ကဘာပြောတယ်လဲဆိုတော့734 divided by 3 1 3ကိုရှင်းပါတဲ့ဒါဒီထဲမှာပါပြီးသားဟုတ်ပြီနော်အဲ့တော့ဆရာမတို့ဒါကိုဒီထဲမှာအကျန်းတွေမှာတွက်ပြပေးခြင်းလို့ပါ ဒါဆိုပထမအုပ်ဆုံးဘာလုပ်မလဲဒီမှာရှိတဲ့ကင်းရောတွေကိုကင်းအောင်ပြောင်းလိုက်မယ်၄ခွန်းလေး28 29 30 31အဲဆိုရင်ပိုင်းဝင်မှာ31ပိုင်းချီမှာ၄ divided by အဲ့ဒီအတိုင်းရင်းမယ်ဆောက်ထဲမှာကြည့်လို့ရရနော်ကလေးတို့ဆောက်ထဲမှာကြည့်လို့ရရဆင်မခဏဖယ်ထားပါမယ်ပြီးတော့မှအစား33လီကို30ပထမအဆင့်အနေနဲ့ သူ့ကိုဗာပြောင်းလိုက်တယ်လေဆိုတော့ဒီမှာရှိတဲ့ကိန်းရောတွေကိုကိန်းအောင်ပြောင်းလိုက်တယ်။နောက်တစ်ဆင့်အနေနဲ့ဒီမှာရှိတဲ့အမြောက်ကိုအစားကိုအမြောက်ပြောင်းပြီးတော့မှနောက်ကကိန်းကိုလန်ကိန်းပြောင်းလိုက်ပါမယ်။အဲ့တော့3 by 10ပေါ့နော်လန်ကိန်းပြောင်းလိုက်တော့3 by 10အဲ့ခါမှာဆရာမတို့သူ့ကိုစားမယ်။စားတဲ့ခါမှာစားစရာခြေစရာမရှိဘူးဖြစ်တဲ့အတွက်ကြောင့်မလို့3 3 3 3 3လီကို10လီလီက40အဲ့ဒါဆိုတော့ ဒီမှာရှိတဲ့63ကို40နဲ့ဆရာမတို့စားလိုက်တယ်40နဲ့480ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့73ပြီးတော့မှ40အဲ့တော့ကြည့်ရင်နော် h 1-3 divided by 50ကိုရှင်းပါတယ်အဲ့တော့ဆရာမတို့သူ့ကိုအရင်ဆုံးဘာလုပ်မလဲဒီမှာရှိတဲ့ကိန်းရောတွေကိုကိန်းအောင်ပြောင်းလိုက်မယ်8324ကျင့်နေပေါင်း25လဲပါတယ်နော်ပြီးတော့မှဒီတဆင့်ကိုကလေးတို့ရေးချင်လိုက်ရေးမယ်မရေးဘူးဆိုလို့ရှိရင်ဒီအဆင့်ကိုတစ်ခါတည်းသွားမယ်25 by 3 ူ့ကိုအမြောက်ပြောင်းပြီးတော့မှ90ကိုလန်ကင်းပြောင်းမယ်အဲ့တော့90ကအောက်မှာတက်ရှိတယ်ဆိုတော့သိထားရမယ်သူ့ရဲ့လန်ကင်းဒီ90ပိုင်းပိုင်း1/50အဲ့တော့ဒီမှာ1ပိုင်းအောက်မှာ90ဆိုပြီးရွှေ့လိုက်25ကျက်လီ25နှစ်လီအဲ့တော့ဒီမှာဗာရသွားလဲဆိုတော့ဘိုင်းဝေချင်းချင်းမြောက်တော့1 3လီက6ဆိုတော့6ပိုင်း1ပိုင်းဆိုပြီးရပါမယ်အပိုင်းကင်းထရီကိုသွားပါမယ်3.4.2မှာအပိုင်းကင်းထရီ complex fraction ်အင်းနဲ့ဘီတို့ဒီအပြည့်ကိန်းများဖြစ်ပြီးအင်းနဲ့ဘီကအပြည့်ကိန်းနေဖြစ်မယ် b are not equal to 0ဆိုလို့ရှိရင် a divided by b ဆိုတာက a by b နဲ့ရေလို့ရပါတယ်တဲ့ဟုတ်တယ်နော်အဲ့တော့ a ကလည်းအပိုင်းကိန်း b ကလည်းအပိုင်းကိန်းနေအဖြစ်ဆက်မတွေ့မှာစဉ်းစားကြည့်မယ်အကယ်၍ a by b နဲ့ c by d တို့ဒီအပိုင်းကိန်းများဖြစ်ပြီး c by d not equal to 0ဖြစ်လေဒီမှာ c by d က not equal to 0 0မဟုတ်ဘူးဆိုရင် A ပိုင်း B ကအပိုင်းကင်းတစ်ခု C ပိုင်း G ကအပိုင်းကင်းတစ်ခုဒီနှစ်ခုကိုဒီမှာကြားထဲမှာစားတယ်အစားလက္ခဏာကိုဆက်မလို့အပိုင်းကင်းနဲ့ရေးလို့ရတယ်ဆိုတော့ကလေးတို့ကရှိခဲ့ပြီးသားဒါဆိုရင် A ပိုင်း B divided by C ပိုင်း G ဆိုမှရှိတယ် ဟုတ်ပြီနော် a by b by c by g ပေါ့နော်ဒါဆိုရင်ဒီလိုမျိုး gain တွေကိုဘာလို့ခေါ်လဲဆိုတော့အပိုင်း gain tree လို့ခေါ်ပါတယ် complex fraction အပိုင်း gain tree a by b divided by c by d ဒီမှာဒီအပေါ်မှာလည်းအပိုင်း gain အောက်မှာလည်းပဲအပိုင်း gain အဲ့တော့ဒါမျိုး gain တွေကိုအပိုင်း gain tree လို့ခေါ်မယ်ပုံစံအတွက်တစ်ကိုကြည့်မယ်2 3 4 by 1 1 2ကိုရှင်းပါဒါဆိုတော့အပြစ်မှာလေးရှင်းကြည့်အောင်အဲ့တော့ကြည့်ကြည့်အောင်ဆရာမတော်ကိုကူလိုက်ပြီ2 3 4 by 1 1 2 ထမအဦးဆုံးဆမ်မာရာတီမှာရှိတဲ့ကင်းရောတွေကိုကင်းရောင်အဖြစ်ပြောင်းပါမယ်။အဲ့တော့ပြောင်းကြည့်အောင်၄နဲ့၄ရှေ့၉၁၀၁၁အဲ့တော့အပေါ်မှာပါရှိလဲဆိုတော့စက်တ4ဘိုင်းစက်တပိုင်း11ဘိုင်း4ပိုင်းချီမှာပါရှိလဲဆိုတော့နှစ်တလီ3 3ဘိုင်း2ဟုတ်ပြီဒီမှာဒီအပိုင်းကင်းကိုဆမ်မာအစားလက္ခဏာနဲ့ပြောင်းရေးမယ်11ဘိုင်း4 divided by 3ဘိုင်း2 ရပြီနော်ဒီကအပိုင်းကိန်းကိုအစားလက္ခဏာနဲ့ရေးမယ်ဒီအစားကိုကျွန်တော်တို့အမြောက်ပြောင်းမယ်လန်ကိန်းနဲ့လန်ကိန်းနဲ့မြောက် 3x2 က 2x3 ဖြစ်မယ်အဲ့တော့သူ့ကိုရှင်းမယ်နှစ်တလီနှစ်နှစ်နယ်လီလေးဒါဆိုမြောက်လိုက်မယ်ပိုင်းဝေချင်းချင်းမြောက်7 2306ပုံစံသက်နှစ်ကကြီးက3ဒီစနစ်ဤမိဒီအစိအပိုင်းဖြစ်တဲ့နည်းတဲ့ ၃က12ရက်မိသည့်အစိတ်ပိုင်းလဲအစိတ်ပိုင်းဘယ်လောက်လဲလို့မေးရင်ဆရာမတို့စာပေးမယ်၃ဆိုတာ12ရက်၄ပုံပုံရင်၃ပုံဆိုဆရာမတို့ကြည့်ပြီးသားဟုတ်ပြီနော်အဲ့လိုမျိုးအစိတ်ပိုင်းကိုမေးလို့ရှိရင်စာပေးရပါမယ်အဲ့တော့12ပိုင်း၃ပိုင်းပေါ့နော်3 by 12အဲ့3 3 3 4 4 12ဒါကြောင့်မလို့၃က12ရက်၄ပုံပုံရင်၃ပုံဖြစ်ပါတယ်ရသွားပြီနော် လက်စခဝေးကိုကြည့်မယ်1 1.4 d 2 1.2 e မိသည့်အစိပ်အပိုင်းဖြစ်တယ်နီဒါဆိုရင်လည်းအဲ့တော့ပဲမိသည့်အစိပ်အပိုင်းဖြစ်တယ်နီလို့ပြောရင်စာပြမယ်1 1.4 divided by 2 1.2ဆိုမှရေးလိုက်မယ်ပြီးတော့မှသူ့ကိုဒီမှာရှိတဲ့ကင်းရောင်လေးကိုကင်းရောပြောင်းလေးချက်လေးလေးငါနော်5 by 4ပြီးတော့မှအမြောက်နက်နက်လေးလေးငါဆိုမှပြောင်းလိုက်ပြီးတော့မှဒီမှာရှိတဲ့ကင်းရောတွေကိုကင်းရောင်ပြောင်းလိုက်တာနော် ပြီးတော့မှအစားရောအမြောက်ပြပြီးတော့မှသူ့ကိုရှင်းလိုက်တော့1.2အဲ့တော့1 1.4 the 2 1.2 e 1.2ဖြစ်တယ်ဒီတော့ပုံစံကျက်3ကကြီးကိုကြည့်ပါမယ်350ကျက် e 5ဘိုင်း2ဘိုင်းစီမြင်းများဖြစ်တယ်နီးအဲ့တော့350ကျက်ရဲ့ e ဆိုတာအမြောက်စွာဘယ်လိုကြည့်ထားရပါမယ်ဒါဆိုရင်350ရဲ့အမြောက်ရဲ့5ဘိုင်း2ဘိုင်းရဲ့အမြောက်လိုက်ရုံပဲ ဟုတ်ပြီနော်အဲ့တော့မိခွန်းထဲမှာပေးထားတဲ့အတိုင်း350ကျက်ဤ၅ဘိုင်း၂ဘိုင်းလို့ရှိမယ်ပြီးတော့မှညမြချင်း350အမြောင်း၅ဘိုင်း၂ဘိုင်းလို့ရှိမယ်အဲ့ဆိုရှင်းလို့ရပြီ9တလီ9 9လီ35ဒီမှာ80ခုနှစ်နယ်လီ74 140ကျက်ရပြီနော်အဲ့တော့ e ဆိုတာကအမြောက်350ကျက်အမြောက်5ဘိုင်း2ဘိုင်းဆိုတည်ထားရပါမယ်။နှစ်ပေလေးလက်မ e 9ဘိုင်း2ဘိုင်းနှစ်ပေလေးလက်မရဲ့9ပုံပုံ2ပုံကဘလောက်ပါလဲတဲ့ အဲ့တော့နှစ်ပေလေးလက်မရဲ့ခုနှစ်ပုံပုံနှစ်ပုံကိုရှာခြင်း ਨੇ နှစ်ပေလေးလက်မလို့ရေးပြီးတော့မှဒီမှာ e ဆိုတာဒီဘယ်လောက်လဲဆိုတော့ e ဆိုတာကအမြအဲ့တော့နှစ်ပေလေးလက်မဆိုတာကိုအရင်ဦးဆုံးလက်မပြောင်းမယ်ဆရာမတို့ကဟုတ်ပြီနော်နှစ်ပေလေးလက်မကိုဆရာမတို့ကခုနှစ်ပုံပုံမှာနှစ်ပေဆိုတာဒီ12လက်မတစ်ပေဆိုတာ12နဲ့လေး24 24လက်မရဲ့၄လက်မရဲ့ဆိုတော့28လက်မကိုဆိုမှာခုနှစ်ပုံပုံမယ်ခုနှစ်ပုံထဲမှာမှာနှစ်ပုံကိုဆိုမှာတော့တည်ချင်တာ ဲ့ဒါကြောင့်မလို့လက်မှတ်ပြောင်းမယ်။အကုန်လုံးကိုလက်မှတ်ပြောင်းလိုက်မယ်။28လက်မှတ်ဤခုနှစ်ပိုင်းနှစ်ပိုင်း။ဒါကြောင့်မလို့28အပေါင်းခုနှစ်ပိုင်းနှစ်ပိုင်းကိုမြှောက်လိုက်တော့ခုနှစ်လေးဒီ28ဒီနှစ်လေး8 8လက်မှတ်ဆိုရင်ရလိုက်ပြီ။အဲ့တော့နှစ်ပေလေးလက်မှတ်ရဲ့ခုနှစ်ပုံပုံနှစ်ပုံဒီ8လက်မှတ်ဖြစ်တယ်။ပုံစံအတွက်လေးကိုကြည့်လိုက်မယ်။လူတရာဒီခေးတစ်ခုဤ3ပိုင်းနှစ်ပိုင်း တော့ပုံပုံနှပုံကို၄နိုင်ကြအောင်တွားရလေရင်ခီးတစ်ခုလုံးအတွက်မြင်များကြမည်နီးတဲ့ဟုတ်ပြီ။အော်ဆရာမတို့ဒါလေးကိုစဉ်းစားမယ်နော်။အဲ့တော့လူတစ်ယောက်ကခီးတစ်ခုဒါခီးတစ်ခုပါ။ခီးတစ်ခုဆရာမသုံးပုံပုံလိုက်မယ်။ဒါကသုံးပုံပုံနှပုံ။သုံးပုံပုံနှပုံဘလောက်ကြအောင်တွားရလဲဆိုတော့၄နိုင်ကြအောင်တွားရတယ်။ဟုတ်ပြီနော်။ဒါဆိုရင်ဒါကတစ်ပုံနှစ်ပုံသုံးပုံ။ ဒီဘက်ကတချမ်းလေးကိုရရင်ရပြီ။ဒါပေမဲ့ဆရာမတို့ကဘာဘဲပေါ်အခြေခံပြီးတွက်မလဲဆိုတော့တစ်ကိုအခြေခံပြီးတွက်မယ်။ဒပုံကိုဘလောက်လဲဆိုတာသိလို့ရှိရင်နောက်ထပ်ဒပုံရောဒပုံရောသုံးနှစ်မြောက်လိုက်လို့ရှိရင်ရသွားပြီပေါ့။ဟုတ်ပြီနော်။အဲ့ဒါဆိုရင်သုံးပိုင်းနှစ်ပိုင်းကိုတည်တယ်။သုံးပိုင်းတစ်ပိုင်းကိုတည်ချင်တာဆရာမတို့ကဒပုံဘလောက်လဲဆိုတာသိရင်သုံးပုံပုံရင်သုံးပုံလုံးကိုဆရာမတို့ကရသွားမှာပေါ့။ဒါကြောင့်မလို့သူ့ရဲ့ပေးထားချက်ကိုအရင်ရေးမယ်။ ခရီးတစ်ခု၏၃မိုင်နှစ်ပိုင်းကိုသွားရတော့ကြာချိန်က၄နိုင်လုပ်ပေးထားတဲ့အချိန်ဒါဆိုရင်ဆရာမတို့ဒီတချမ်းကိုရှာမယ်ဒီတပိုင်းကိုရှာမယ်ခရီးတစ်ခုရဲ့၃ပုံပုံတစ်ပုံကိုသွားရတဲ့ကြာချိန်ဒါကို၄နိုင်ကြအောင်သွားရလို့ရှိရင်ဒါနှစ်ပုံနော်နှစ်ပုံ၄နိုင်ကြအောင်သွားရရင်တစ်ပုံကိုကြာတော့ဘယ်လောက်လဲဆိုရင်နှစ်နဲ့စာလိုက်ရုံပေါ့ဟုတ်ပြီနော်၄ရက်အစားနှစ်ဒါဆိုရင်ဒါက၂နိုင်ကြအောင်သွားရတယ် ီတစ်ချက်ကနှစ်နာရီကြာအောင်သွားရတယ်။ဒါဆိုရင်ဒါကနှစ်နာရီဆိုရင်တနဲ့သုံးဆိုတော့နှစ်အမြောက်သုံး6နာရီကြာအောင်သွားရမယ်။ခရီးတစ်ခုလုံးကိုသွားရတဲ့ကြာချိန်ကနှစ်အမြောက်သုံး6နာရီ။ရပြီနော်။ဆရာမတို့ဒီမှာတက်ကိုအခြေခံပြီးတွက်တယ်။တပုံကိုအရင်ဆုံးရှာလိုက်တာ။သုံးပုံပုံနှစ်ပုံကိုကြည့်တယ်တပုံကိုရှာမယ်သုံးပုံတပုံကိုရသွားလို့ရှိရင်သုံးပုံပုံသုံးပုံလုံးပေါ့နော်ပြောချင်တာကတော့သုံးလက်မြောက်လိုက်လို့ရှိရင်ဆရာမတို့အဖြေကိုရသွားပြီဟုတ်ပြီလား အခုပုံစံတက်ငါ့ကိုကြည့်မယ်။ငွေတရက်ဤဒပိုင်းရှစ်အရှစ်ပိုင်းဒပိုင်းဒီ AE ဝေစု။ဟုတ်ပြီ။ငွေတရက်ဤရှစ်ပုံပုံရင်တပုံက AE ဝေစု။ရှစ်ပုံပုံရင်သုံးပုံက BE ဝေစုဖြစ်ရင်ကြံ့အပိုင်းဒီ CE ဝေစုဖြစ်သည်တဲ့။ CE ဝေစုကိုငွေတရက်လုံးဤအပိုင်းကင်းအဖြစ်ပြပါ။ AE ဝေစုသည်တထောင်ကျက်ဖြစ်သော CE ဝေစုကိုကျက်ဖြစ်ရှာပါ။ဟုတ်ပြီနော်။ဒါဆိုရင်လို့ရှိရင်ဆရာမတို့စဉ်းစားကြည့်ရအောင်။ ငွေတရက်လုံးရဲ့ရှစ်ပုံပုံတစ်ပုံကအေရဲ့ဝေစုအဲ့တော့ဒီမှာအကျန်းထဲမှာစဉ်းစားမယ်အေဤဝေစုကဘယ်လောက်လဲဆိုတော့ငွေတရက်လုံးရဲ့ရှစ်ပိုင်းတစ်ပိုင်း BE ဝေစုကဘယ်လောက်လဲငွေတရက်လုံးရဲ့ရှစ်ပိုင်းသုံးပိုင်းဟုတ်ပြီလိုချင်တာကကျန်းအပိုင်းက C ရဲ့ဝေစုကျန်းအပိုင်းက C ရဲ့ဝေစုဟုတ်ပြီအဲ့တော့ A ရဲ့ B ရဲ့ C ရဲ့ဥပမာပေါ့နော်ဆရာမတို့ကတစ်ခုလုံးကိုတစ်လို့သတ်မှတ်တယ် တစ်ခုလုံးကိုဆရာမတို့ကတက်လို့တက်မှတ်လိုက်တယ်။ဥပမာဒီတစ်ခုကိုဆရာမတို့ကခွဲမယ်။အစိမ့်စိမ့်အမောင်မှာဆရာမတို့ကရှစ်ပိုင်းပိုင်းရတယ်။နှစ်ပိုင်းရပြီ။လေးပိုင်းရပြီ။ခြောက်ပိုင်းရပြီ။ရှစ်ပိုင်းရပြီ။ဟုတ်ပြီနော်။အဲ့တော့ရှစ်ပုံပုံတစ်ပုံက A ရဲ့ဝေစု။ဒါဆရာမဒီတိုင်းပဲဆွဲပြတာပါနော်။ဒါမျိုးတွေလို့တော့မလို့အပ်ပါဘူး။ဆရာမနည်းနည်းရှင်းရှင်းတဲ့သဘောရှိပါတယ်။ဒါကရှစ်ပိုင်းတစ်ပိုင်း A ရဲ့ဝေစု။ရှစ်ပုံပုံရင်သုံးပုံက B ရဲ့ဝေစုပါတဲ့။ ဒါဆိုဒီဘက်က10ပုံပုံ3ပုံဒါဒီ10ပုံပုံရင်3ပုံက B ရဲ့ဝေစုနော်ဒါဆိုရင် C ရဲ့ဝေစုကိုဆရာမတို့ဒီမှာတည်သွားပြီ10ပုံပုံရင်4ပုံ10ပုံပုံရင်4ပုံက B ရဲ့ဝေစု10ပုံပုံ4ပုံဆိုတာက၄တက်လီ၄လေးနဲ့လေးရှင်းနှစ်ပိုင်းတစ်ပိုင်းက B ရဲ့ sorry C ရဲ့ဝေစုရသွားပြီ ဒါဆိုရင်ဘလို့ရှာမလဲဒါဒီအကုန်လုံးကိုတစ်လို့သတ်မှတ်တယ်ဒါ10ပိုင်း10ပိုင်းပေါ့နော်10ပုံပုံရင်10ပုံလုံးဆိုတာကတစ်လို့သတ်မှတ်တယ်ဆရာမတော်10တလီ10 10တလီ10ဆိုရင်မတစ်လို့သတ်မှတ်တယ်ဟုတ်ပြီနော်ဒီတစ်ခုလုံးကတစ်လို့သတ်မှတ်တယ်ဆိုရင်တစ်သေးကနဲ့ A ရဲ့ B ပေါင်းတာကိုနှုတ်ပလိုက်လို့ရှိရင်စီရဲ့ဝေစုရမှာပေါ့ဟုတ်ပြီနော်တစ်သေးကနဲ့ A ရဲ့ B ရဲ့ပေါင်းတာကိုနှုတ်ပလိုက်လို့ရှိရင် C ရဲ့ဝေစုရမယ်။ဒါဆိုရင်ပထမအဆုံးအနေနဲ့ AE ဝေစုအပေါင်း BE ဝေစုအပေါင်းလိုက်တယ်။ပေါင်းလိုက်တဲ့အခါမှာ၄ပိုင်း၈ပိုင်းဆိုတော့ sorry ၈ပိုင်း၄ပိုင်းဆိုမှရတယ်။သူ့ကိုရှင်းလိုက်တော့1.2ဟုတ်ပြီနော်1.2ဒါဆိုရင် CE ဝေစုကိုလိုချင်တော့1-1.2ရှင်းလိုက်တော့1.2ရတယ်။ဒီမှာဘာမှမခက်ခဲဘူးနော်။ဆက်မလို့ခုနကစဉ်းစားရတဲ့အတူတူပဲ။ဆက်မလို့ခုနကတော့လည်းခုနကတော့စဉ်းစားတဲ့ခါမှလည်းဒါ၈ပိုင်း၃ပိုင်း၈ပိုင်း၄ပိုင်းပေါင်းလိုက်တဲ့ခါကျတော့၈ပိုင်း၄ပိုင်းရတယ် ရှစ်ပိုင်းလေးပိုင်းဆိုတာ၄တက်လေး၄လေးနဲ့လေးရှစ်က1.2ဖြစ်တယ်။ဒါကတဝက်က1.2ဆိုရင်ကျန်တဲ့ C ရဲ့ဝေစုက1.2ဆိုရင်မရပြီ။ဒါဆိုရင် C ရဲ့ဝေစုက1-1.2ဒီ1.2ရ။ဒါကလေးကိုရှင်းတက်တယ်။ရှင်းလိုက်တော့ဟုတ်ပြီနော်။ C ဝေစုဒီငွေတစ်ရက်လုံးရ1.2ဖြစ်ပြီတဲ့။ရပြီ။ဒါဆိုရင် AE ဝေစုဒီငွေတစ်ရက်လုံးဤ AE ဝေစုကငွေတစ်ရက်လုံးရ1.8ဆိုလို့နည်းနဲ့ ဟာဝင်းမှာနော်သူကအေအီဝေစုဝေစုကတထောင်ချက်ဖြစ်တော့စီအီဝေစုရှာပါတဲ့အေရဲ့ဝေစုကငွေတရက်လုံးရဲ့၈ပုံပုံတပုံဒါပေမဲ့အခုကအေကတထောင်ချက်ရထားတယ်၈ပုံပုံတပုံတပုံပဲရတဲ့လူကတထောင်ချက်ဆိုရင်စုစုပေါင်းကတော့၈000ပေါ့ဆရာမတို့စဉ်းစားလိုက်တာဟုတ်တလားတော့မသိဘူးဟုတ်ပြီလားအဲ့တော့စုစုပေါင်းကတော့၈000ပေါ့ဒါဆိုရင်ငွေတရက်လုံးရဲ့၈ပိုင်းတစ်ပိုင်းရထားတာက တထောင်ချက်နဲ့တူတူပဲ ရရနော်အေရဲ့ဝေစုကငွေတရက်လုံးရှစ်ပိုင်းတစ်ပိုင်းအေအီဝေစုကတစ်ထောင်ချက်ဒါဆိုဒီနှစ်ခုညီပေးလိုက်တယ်ငွေတရက်လုံးဤရှစ်ပိုင်းတစ်ပိုင်းညီများချင်းတစ်ထောင်ချက်ဒါဆိုရင်စီအီဝေစုကိုလိုချင်တယ်စီရဲ့ဝေစုကငွေတရက်လုံးဤနှစ်ပိုင်းတစ်ပိုင်းချက် နော်ငွေတစ်ရက်လုံးရဲ့နှစ်ပိုင်းတစ်ပိုင်းနှစ်ပုံပုံရင်တစ်ပုံဒါဆိုရင်နှစ်ပုံပုံတစ်ပုံဆိုတာကငွေတစ်ရက်လုံးဤရှစ်ပိုင်းလေးပိုင်းနဲ့အတူတူပဲရှစ်ပုံပုံလေးပုံနဲ့အတူတူပဲဟုတ်လားလေးတက်လေးလေးလေးနဲ့လေးရှစ်ဆိုမှကျွန်တော်တွက်ခဲ့တာဟုတ်ပြီဒါဆိုရင်ငွေတစ်ရက်လုံးဤရှစ်ပိုင်းတစ်ပိုင်းလေးနဲ့မြောက်တာနဲ့အတူတူပဲငွေတစ်ရက်လုံးဤရှစ်ပိုင်းတစ်ပိုင်းကိုလေးနဲ့မြောက်တာနဲ့အတူတူပဲဒါဆိုရင်တစ်ထောင်အမြောက်လေး၄၀၀ကျပ်စီစီရဲ့ဝေစုက၄၀၀ကျပ်ဆိုပြီးတော့ရတယ် အဲ့တော့ကလေးတို့ရသွားပြီထင်ပါတယ်နော်ဒီတန်းမှာတချို့ကလေးတွေကနည်းနည်းလေးရှုပ်ကြပါတယ်ဆီမှာနည်းနည်းလေးပြန်ပြောပေးမယ်အေးရဲ့ဝေစုကဝေတက်ရလုံးရင်ရှစ်ပိုင်းတစ်ပိုင်းဒါတိတယ်အေးရဲ့ဝေစုကတစ်ထောင်ကျဲလို့ခောက်ဝေးမှာပေးထားတယ်ဒါဆိုရင်ဒီနှစ်ချက်ကညီတယ်ငွေတက်ရလုံးဤရှစ်ပိုင်းတစ်ပိုင်းကတစ်ထောင်ကျဲနဲ့ညီသွားပြီငွေတက်ရလုံးဤရှစ်ပိုင်းတစ်ပိုင်းဒီတစ်ထောင်ကျဲနဲ့ညီသွားပြီဒီနည်းမြချင်းနှစ်ခုရသွားပြီဒါတစ်ချက်ရပြီစီရဲ့ဝေစုကိုလိုချင်တာ စီရဲဝေစုဆိုတာကမိခွန်းထဲမှာပေးထားပြီးတာငွေတရက်လုံးဤနှစ်ပိုင်းတစ်ပိုင်းနဲ့ငွေတရက်လုံးဤနှစ်ပိုင်းတစ်ပိုင်းဆိုတာဒီငွေတရက်လုံးဤရှစ်ပိုင်းလေးပိုင်းနဲ့အတူတူပဲဟုတ်ပြီနော်ဒါဆိုရင်ရှစ်ပိုင်းလေးပိုင်းဆိုတာကကြတော့ကျွန်တော်တို့ဒါသိထားတော့ဒါနဲ့ပြန်ချိန်တာရှစ်ပိုင်းရှစ်ပုံပုံလေးပုံဆိုတာဒီရှစ်ပုံပုံတစ်ပုံလေးခုကိုပြောတာရှစ်ပုံပုံရင်တစ်ပုံရှစ်ပုံပုံရင်တစ်ပုံလေးခုခွဲလိုက်တာနဲ့အတူတူပဲမလို့လေးနဲ့မြှောက်လိုက်တယ်ငွေတရက်လုံးဤရှစ်ပိုင်းတစ်ပိုင်းလေးခု အဲ့ဒါကြောင့်မလို့တချောင်းအမြောက်လေးရှစ်ပိုင်းတန်ငွေတည့်ရလုံးကြီးရှစ်ပိုင်းတစ်ပိုင်းဆိုတာကတချောင်းတချောင်းအမြောက်လေးဆိုတော့၄000ကျက်စီဤဝေစုက၄000ကျက်ဟောပြီဒါဆိုလို့ရှိရင်ဆရာမတို့ဒီနောက်ကခေါင်းစဉ်တစ်ခုတော့နောက်ဗီဒီယိုတွေမှာပဲဆက်ပြီးတော့မှရှင်းပြပေးမှာဖြစ်ပါတယ်ကလေးတို့နားလည်သွားပြီလို့ဆရာမမျှော်လင့်ပါတယ်နော်မကြည့်တာရှိရင်လည်းထပ်ပြီးတော့မေးပါအချိန်ရရင်တော့ဗီဒီယိုအစ်တစ်ထပ်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်ကျမလည်းစတင်ချိန်နေများတယ်အလုပ်များတာဖြစ်တဲ့အတွက်ကြောင့်မလို့ ဗီဒီယိုကတစ်ခုနဲ့တစ်ခုတော့မှာပေါ့နော်နည်းနည်းကြာတာလေးတွေရှိတယ်ခုလိုပေါ့နော်စိတ်ရှည်ရှည်နဲ့စောင့်ပြီးတော့မှရမတင်တာလေးကိုလိုက်နာပြီးတော့မှနားထောင်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးများအကြီးတင်ပါတယ်ရှင် နောက်ဗီဒီယိုတွေမှာဆက်ပြီးတော့တွေ့ပါမယ်